အဲ့တော့ကျွန်တော်နောက်ထပ် certain ခုထပ်သွားမယ် SOF first ကိုရှင်းပြပြီးပါပြီဒီဘက်က PP only ကိုလည်းကျွန်တော်ရေးပြီးပါပြီဆိုတော့နောက် certain ခုကရှင်းပြဖို့ထပ်ကြံတာကကျွန်တော်ဒီ first ရှင်းမယ် apply လုပ်မယ် okay လုပ်မယ် share ပြန်ကြည့်မယ် podcast ပြောင်းလာတဲ့ EPC ကိုသူပေးဝင်တယ်။ဘယ်တော့ကပေးမဝင်ဘူး။အဆိုကပေးမဝင်ဘူး။ဒီ first ပြောင်းလာတဲ့ EPC ကိုကိုပေးဝင်တယ်။ဘယ်လိုပေးဝင်လဲဆိုတော့ bypass နေနဲ့ပေးဝင်ဘက်စတီးရာဒီမှာလည်းမြင်ရဖြစ်တယ်။ဆိုလာကဘာလုပ်နေလဲ။ဘက်ထရီကိုအားသွင်းနေတယ်။ဘက်ထရီက99ရာခိုင်နှုန်း အဲ့တော့စိတ်ဝင်စားဖို့ကောင်းတာက utility fast ရထားတယ် PV only ဒီမှာ charge ကိုလည်းရထားတယ် PV only ဖြစ်တဲ့အတွက် solar ပဲ battery ကိုအားသိမ်းမှာ grid မရှိတော့ရင် battery ကိုအားမသိမ်းတော့ဘူးအဲ့တော့တရားကတော့ပြည့်တော့စိတ်ဝင်စားတာကောင်းတာက solar က PV only ကိုရထားတယ် solar ကဘာလုံးမှာလဲပေါ့နော် battery တရားကတော့ပြည့်အောင် solar ကဘာလုံးမှာလဲအဲ့တော့စိတ်ဝင်စားဖို့ကောင်းတယ်အဲ့တော့ဆက်ကြည့်ကြည့်ကျွန်တော်တရားကတော့ပြည့်ရတယ် ။ရာဂန်တော့ပြည့်တဲ့ထိရမပြည့်ဘူးပြည့်တယ်ကကျွန်တော်ကိုယ်စကုံးနဲ့ရက်နေမလားမြင်တရားကြီးတောင်းနေတာဆိုတော့ကျွန်တော်ပြောလို့ရတယ်ပြည့်တရားကြီးသူတွားလိမ့်မယ်။ဘာကြောင့်တွားလိမ့်မယ်ဆိုတော့ charge current ကမလျော့သေးဘူး။အကူတကူနဲ့ဒီရက်နေမှာမဟုတ်ဘူးကိုယ်တကူနဲ့ရက်မယ်ဆိုရင်တော့ change နေတယ်ဒီကားဒီမှာ current ကို short ပြတယ်မှာ current ကများနေတော့မှာ charge current ပေါ့နော်ဆိုတော့အတွင်းနေတဲ့ current များနေတော့ဟုတ်အဲတော့ load က bypass ပြီးထားတယ်ဟုတ်တယ်အဲတော့အချိန်ကနေ့လယ်7:00နာရီနဲ့7:00မိနစ် ဆိုတော့ကျွန်တော်မင်းပြက်ကဒီဒီယိုစာသားတရားအောင်ပြေးပါနော်စက်ကြည့်အောင်အဲတော့ MBR ကကျော်ပါလိမ့်မှာဟိုဝက်ကလည်းကျော်ပါတယ်နော်ဒီရာလေးလူချင်းကြောင်းဦးကပြန်တော့တက်လာပြီကောင်းရင်ငါပြန်တက်လာပြီဦးကနေနေနေပူသွားလိုက်ပိုးလေးနေနေအောင်လာလိုက်ဝက်ကပြန်ကြာသွားလိုက်ပြန်တက်လာလိုက်အဲ့လိုတော့နေထားမှရှိတယ် 30ရာခိုင်နှုန်း30 MB နဲ့အသွင်းနေတယ်30 MB နဲ့အသွင်းနေတယ် utility fast ရင်းဟာရဲဆိုတော့တကယ်လို့သူ့ရဲ့ menu ရဲ့ရဆိုရင် utility ရပဲ bypass ပေးနေမှာနော်အဲ့တော့ကြာကန်နှုန်းကြည့်ရပြီးဟုတ်မဟုတ်ကြာကန်နှုန်းကြည့်ရပြီးစောင့်ကြည့်ဘာဖြစ်မလဲဆိုလာကဘက်ထရီအပြည့်နေပြီဆိုလာဘာဆက်လုပ်မလဲပေါ့နော်တကယ်လို့ hybrid inverter ဆိုရင်ချိန်နေတယ် ဆိုတော့ကအားပြည့်ပြီးတာနဲ့လောက်ဘက်ကိုတော့ပြေးပါဒီ operate inverter မှာကြည့်ကြည့်အောင်ဒါကျွန်တော်မဆမ်းမှုသေးဘူးပေါ့နော်ဒါစောင့်မကြည့်ဘူးသေးဘူးစောင့်ကြည့်ကြည့်ဘက်ထရီကမပြည့်သေးဘူးမပြည့်သေးတဲ့အကြောင်းကိုကျွန်တော်သတ်တည်ပြမယ်။အားကြောင့်ပြည့်သေးဘူးကိုသတ်တည်ပြမယ်ဆိုတော့ဒီမှာကားရံအခြေအနေမှာပြည့်သေးဘူးမှန်တည်တယ်ဒါပေမဲ့ဘက်ထရီမှာလည်းကြည့်ကြည့်နော် တာလေးတွေကမိတလုံးကနေမှုကြံနေတယ်ငိမ်သွားဖို့ကြံနေတယ်အဲ့တော့မထူအောင်မျိုးတွေကချိန်နေတယ်အစီအာဘိုင်းဘတ်စပင်းနေလို့မယ်ဆိုတာလည်းတွင်းနေစရာပဲနော်တံပီယာကတဖြည်းဖြည်းတော့ကြာတာပဲနော်တံပီယာတဖြည်းကြာလာပြီဘက်ထရီကလည်းပြည့်လုံနေနေဖြစ်နေအာကျွန်တော်ဘက်ထရီမှာ SOC ပြတဲ့ display မပါဘူးပေါ့နော် LED ကြီးကြည့်ပြီးတော့ပဲဆုံးနေရအောင်ကျွန်တော် charge current က charge current ကမရောသေးဘူးဆက်သွင်းနေတယ်လို့အချိန်က7နာရီနဲ့ဆက်သွင်းနေအဲ့တော့တော်ပူရပေါ့နော်ဒီကတော့ပူရပူရနေတာရှိတယ်ပြန်ပေါ်လာပြီးပြန်ပြလာတာဟုတ်ပူရနေတာ so lauter dran, lauter da hier. So lauter mit Verdau. Ja, so lauter ist Verdau. Tschaschkale, Ich wie alles, Jogebari. ဒီဘက်ကတော့ test MVR ဖြစ်ပါလိမ့်မယ် ပြရတယ်ဘီလုံးလေးလုံးပြပါเนาะအဆိုစီရတယ်တရားကလုံးပြပါအဲ့တော့ဟုတ်ပြီ။ Jittery fast ကိုထားလိုက်တယ်။တတိယတတိကိုဆိုလာနေပဲအားသွင်းနေတယ်။ ရာခိုင်နှုန်းနဲ့ဖြည့်သွားပြီဖြည့်သွားတော့ဖြစ်တယ်ခုနကကျွန်တော်တောက်ခဲ့ရာသီဥကလည်းတားတယ်လို့ပြောတယ်နေနေမောအောင်အောင်ရာသီဥကလည်းတားတယ်တားတဲ့အချိန်မှာဦးဆောင်လဲဆိုတော့ Greek ကလုတ်ကို wine bus ပြီးနေတော့ပဲ Greek ကလုတ်ကို wine bus ပြီးနေတော့ပဲအဲ့တော့ hybrid inverter နဲ့ off-grid inverter အဲ့ဒါကွာ hybrid inverter ဘယ်လိုဖြစ်လဲဆိုတော့မာဆိုလာကနေဘက်ထရီကိုအားသွင်းတယ်ဘက်ထရီကိုအားပြတာနဲ့ဒီလုတ်ဖက်ကိုပြန်ပေးတယ်ပေါ့နော် ဒီမှာလုံးဝမပေးဘူးကြာဒီ refresh ကိုထားတဲ့အချိန်မှာ bridge ရှိနေရင်ဆိုတော့ဘာလို့လဲဆိုတော့ battery ကိုအားသွင်းဖို့နော် battery အားသွင်းဖို့ battery ပြည့်နေရင်သူကဘာမှလုံးတော့ဆက်လုံးမလုပ်တော့ဘူး0ပြနေ UMP ပြနေ0ဝတ်ပြအဲ utility ရှိနေတယ်ပေါ့နော် utility ရှိနေတယ်အဲ့တော့ utility first ယူလာလို့ရှိရင် utility ကလောက်ဖက်ကို bypass နေပေးနေတယ် ဘက်တရီအားပြည့်သွားတယ်ဆိုတာရှိရှိမရှိရှိသူကဘိုင်ပတ်ပေးနေတကယ်လို့ဟို upgrade inverter အပေါ်မှာ hybrid inverter မှာကျတော့ဘက်တရီအားပြည့်တာလေဒီလောက်ဘက်ကိုလာပေးတယ် grid နဲ့ရောပြီးတော့ grid နဲ့ရောလာပေးခါကြောင့် grid ကိုလည်းပေးမှုရေပေါ့နော် grid ကိုလည်းပေးမှုရေခါကြောင့် grid နဲ့မလာဘူးဆို grid နဲ့လာပြီးရောပြီးတော့လောက်ဘက်ကိုပေးတယ်ပေါ့ဒီ hybrid inverter ကျတော့ utility fast ကိုသွားလိုက်တာလေဆိုတာက battery အားပြည့်မယ် ခရစ်မရှိတော့မှဒါလောကကိုပြင်းမှာစမ်းကြည့်မှကြောင့်ခရစ်ဖြုတ်ကြည့်ဖြုတ်ချကြည့်နော်ပြေးတာပြီးဖွေးဖို့ဆိုလာထလာတွေ့နေမှာနော်ဆိုလာကတွေ့တတ်တော့မထောက်ဘူးကျွန်တော်တို့ဒီဘက်ကအင်ဗတာလောက်ဆောင်တော်မူပြီးတော့ဆိုလာကသူ့ဘက်ကိုထွက်လာမယ်မထွက်လာဘူး လေးချက်တက်ထားမယ်ဗျာ900ဟို900 400ချက်တက်ထားမယ်ဆိုဝါ2000ထွက်နေမှာအဲ့ဘုံမှာမဟုတ်ဘူးကင်မရာလောလောဆော်မှုတီးပြီးတော့ဆိုလာဘောက live ကြတာအချင်းကြတော့ဟာလေးချက်တက်ထားတယ်ဆိုတော့ဒါမှဆိုအင်ဗတာမှာဘလို့လုံးလုံးနေလဲဆိုတော့ तू မသိဘူး तू ပြောတာပြောတာလေးချက်တက်ထားတယ်နောက်ဝါ2000ထွက်မှာဝါလုံးထွက်တာလဲ1800တော့ထွက်တင်တာဘောပါပြောတာဘောနော်ဒါမှအင်ဗတာမှာခုနကကျွန်တော်အချင်းနေပြောပြတယ်သူ့ရဲ့ဒီဘက်ကလောက်ပုံမှုတီးပြီးတော့ဒီဘက်သူကလည်း live ထွက်တာဘောနော်လောက်ပုံမှုတီးသူက live ထွက်တာဟမ် အဲ့တော့အခုဆိုလာကလုတ်ကိုလောက်နေတယ်နော်အာလုတ်ကိုအဲဒီဘက်ကနည်းနည်းမှန်သွားဖြစ်တဲ့အတိုင်းဟို၃00ကျော်လောက်ထွက်တော့တယ်လုတ်က၄00ကျော်ဖြစ်တဲ့ဘက်ထရီကလည်းနည်းနည်းလေးဆိုးရင်နော်